စောင်းတုပ်ကိုဖတ်ရတာအရန်ခတ်နေတယ်။နားလဲရတာအရန်ခတ်နေတယ်။ပညာရဆိုင်ရာစောင်းတုပ်စေပညာပဲဖြစ်ဖြစ်တခြား engineer ပညာရပဲဖြစ်ဖြစ်တိတ်ပတ်ပညာရတခုခုပဲဖြစ်ဖြစ်အဲ့တော့ဒီစာအုပ်အင်္ဂလိပ်လိုလည်းရေးထားတယ်အခေါ်အော်တွေကလည်းကိုယ့်နဲ့မရင်းနေဘူးဒီစာအုပ်ကိုဖတ်ရတာအရန်ခတ်နေတယ်ဒါပေမဲ့ကျွန်တော်တို့က AI ကိုအသုံးပြုပြီးတော့တဏ္ဍာရီအတွက်ဒီထဲမှာရေးထားတဲ့စာအကြောင်းအရာတွေကို အကုန်လုံးနှီးပါးနားလည်သွားနိုင်မယ် ပြီးရင်ဒီထဲမှာအရေးထားတဲ့အကြောင်းအရာတွေကို AI အသုံးပြုပြီးတော့ AI နဲ့ဆွေးနွေးနိုင်မယ်ဆိုရင် DAI ကိုစိတ်ဝင်စားလာ အပြင်မှာဆရာတယောက်ကိုတွားပြီးတော့မိတာထက် DAI ကပိုပြီးပြပြည့်စစုံအချိန်မရွေး24နာရီဖြေချပေးနိုင်တယ်ဆိုရင် DAI ကိုစိတ်ဝင်စားလာအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမှာကတော့ Google ကနေထုတ်ထားတဲ့ Notebook LM ဆိုတဲ့ AI အကြောင်းကိုပြောပြပေးမှာဖြစ်တယ် အဲ့တော့ DAI ကလက်ရှိအချိန်မှာတော့ mobile application တွေနဲ့လာတာတော့မရှိသေးဘူး။ဒါပေမဲ့ကျွန်တော်တို့ mobile browser ကနေဝင်ပြီးတော့တုံးလို့ရတယ်။ computer နဲ့တုံးမဲ့လူတွေဆိုရင်တော့ပို့ပြီးတော့မြင်ကွင်းကြည့်ကြင်နဲ့တုံးလို့ပိုကောင်းတယ်။ DAI ကအများကြီးအတုံးဝင်တယ်။မြန်မာလိုမေးလို့လည်းရတယ်။မြန်မာလိုဆွေးနွေးလို့လည်းရတယ်။မြန်မာလိုအတန်ထွက်ပြီးတော့မှ podcast တွေကိုလည်းလုပ်လို့ရတယ်။အဲ့တော့ DAI ကိုကြည့်လိုက်ရအောင်။ အရောဆုံးအနေနဲ့ကျွန်တော်တို့တွားမှာက notebook lm ဆိုတဲ့ဟာပေါ့နော် notebook lm.google.com ဒီနေရာကိုတွားလို့ရတယ်အဲ့ဒါကိုတွားလိုက်တဲ့ခါကျရင်ကျွန်တော်ဒီမှာပုံမှန်မြင်ရတဲ့အတိုင်းပဲဒီ page ကြီးပေါ်လာမှာပေါ့နော်အဲ့တော့ page ပေါ်လာတဲ့ခါကျရင် try notebook lm ကိုတွားပြီးတော့နှိပ်လိုက်ပေါ့နော်အကယ်၍ကျွန်တော်တို့က browser ထဲမှာကိုယ့်ရဲ့ gmail account နဲ့တွားပြီးတော့ချိန်ထားပြီးသားဆိုရင်တခါတည်းပဲသူ့ရဲ့ account ကဖွင့်ထားပြီးသား အဲ့လိုမှမဟုတ်ဘူးကိုကဒီ browser ထဲမှာ gmail နဲ့မချက်ရတယ်ဆိုရင် gmail နဲ့အရင်ချက်ဖို့လိုတယ်။ Okay ကျွန်တော်တို့က notebook alarm တွေကိုရောက်သွားပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီနားမှာ create new ဆိုတာလေးကိုရှိတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်။နှိပ်လိုက်ပြီးရင်သူက source ပေါ့နော်။ကျွန်တော်ကဘယ်လိုအကြောင်းအရာတွေကိုလေ့လာချင်တာလဲဆိုပြီးတော့သူကတောင်းတယ်။အဲ့တော့ဒီမှာကျွန်တော်စာအုပ် file ပေါ့နော် PDF file ကိုဒီကနေပြီးတော့ upload လုပ်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်ရဲ့ Google Drive ထဲမှာရှိတဲ့ file တွေကိုလည်း access ပေးလိုက်လို့ရတာပေါ့နော်။ document တို့ slide တို့ဒါတွေကို upload လုပ်ပြီးတော့ mail လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့တီးချင်တဲ့အကြောင်းအရာတွေကို website ကနေတဆင်ရှာဖွေလို့ရတယ်ဒါမှမဟုတ် YouTube ကနေတဆင် YouTube link လေးတွေကိုထည့်ပြီးတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့မှတ်ထားတဲ့စာတွေကို copy touch နဲ့ paste ချပြီးတော့ mail လိုက်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ရဲ့ source ပေါ့နော်ကျွန်တော်ဒီမှာစမ်းပြပြီးမှာတော့ကျွန်တော်ရဲ့ကိုပိုင်စာအုပ်တစ်အုပ်ဖြစ်တဲ့ဒီဆရာဝန်မရှိရင်တောင်မှကုတလို့ရတဲ့နီလန်းနေအကြောင်းကိုကျွန်တော်စာအုပ်လုပ်ထားရှိတယ်အဲ့ဒါအဲ့ဒီစာအုပ်ကို upload လုပ်ပြီးတော့ကျွန်တော်ဆွေးနွေးပြပြမှာပေါ့နော်ဒီမှာဆိုရင် upload လုပ်မယ်အဲ့တော့ကျွန်တော်ဒီမှာ file တစ် file ကို upload လုပ်လိုက်တယ် digital data ပေါ့နော်ကျွန်တော်ရေးထားတဲ့စာအုပ်အဲ့တော့အဲ့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကကျွန်တော်တို့တာမန်အဖြစ်များတဲ့ယောဂတွေကိုကျွန်တော်ချင်းချင်းလေးလေးမြင်ပါလို့ရေးထားတယ်အဲ့ဒါကိုမှဘလို့ကုတရမလဲဘလို့ကာကွယ်ရမလဲဘာတွေတတိထားရမလဲဆိုတာကိုကျွန်တော်ဒီစာအုပ်ထဲမှာရေးထားတယ်အဲ့တော့စာမျက်နှာ250 300နီးပါးလောက်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာသူက upload လုပ်လိုက်တယ်ဆိုရင်ဒီ asos ကနေတွားလို့ရတယ်နော် အဲ့ဒါလေးကိုလုံလိုက်တဲ့ဆိုရင်ဒီစာအုပ်ထဲကအကြောင်းအရာတွေကိုသူကဒီမှာရှင်းပြထားတာတွေ့လိမ့်မယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာတွားမေးလို့ရတာပေါ့နော်။ဒီနေရာလေးမှာတွားမေးလို့ရတယ်။အဲ့တော့ဒီစာအုပ်ပေါ့နော်။ဒီဟုတ်ကဲ့ရင်ပါစေတောက်တဲ့လေ။ Okay ။အဲ့တော့ဒီမှာကျွန်တော်ကခေါင်းကိုင်ပါစေတောက်တဲ့လေဆိုပြီးတော့ဒီစာအုပ်ထဲကိုတွားမေးလိုက်တယ်။အဲ့လိုမေးလိုက်တဲ့ခါကျရင်သူကဒီစာအုပ်ထဲမှာပဲရှာပေးတယ်။အဲ့ဒီ AI က အင်တာနက်ပေါ်ကအကြောင်းအရာတွေတွားမရှာဘူးတူထဲမှာရှိတဲ့အကြောင်းအရာတွေရှောင်မထင်ဘူးဒီစာအုပ်ထဲမှာရှိတဲ့အကြောင်းအရာကိုပဲသူကရှာပြီးတာပေါ့နော်โอเคအဲ့ဆိုရင်ဒီမှာကြည့်ကိုအဲ့တော့ခေါက်ကြိုက်တယ်ဆိုရင်ဘယ်လိုကုတာမလဲဆိုတာပြောထားတာပေါ့နော်โอเคโอเคโอเคဒါပေမဲ့ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးလို့ရတာပေါ့နော်အဲတခြားဘာဘာစီတောက်လို့ရအောင်မလဲဘယ်လိုလုပ်ရမလဲဘာတွေတတိထားအောင်မလဲအဲ့တော့ဒီစာအုပ်လေးကို ဒီ source ကနေပြီးတော့ upload လိုက်တာ ਨੇ ကျွန်တော်တို့ကဒီထဲမှာပါတဲ့အကြောင်းအရာတွေကိုမြန်မာလိုဒီမှာမေးလို့ရတယ်။အဲ့လိုမျိုးမြန်မာလိုကျွန်တော်တို့အလွယ်တကူဖြေလာဖို့ဆိုတာကလည်းဒီနားလေးက setting မှာပေါ့နော် setting မှာတွားပြီးတော့ output language မှာကျွန်တော်တို့မြန်မာကိုတွားပြီးတော့ရွေးဖို့လဲလိုနေတယ်။ဒါကအကောင့်ဘွေချင်းမှာတော့သူက အင်္ဂလိပ်ပေါ့နော် default အနေနဲ့အင်္ဂလိပ်လိုပဲပြန်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကအောက်ဆုံးသားလေးမှာမြန်မာဆိုတဲ့အားလေးကိုတွားပြီးတော့ configure လုပ်လိုက်မယ် setting ထဲမှာ save လိုက်မယ်ဆိုရင်ကျွန်တော်တို့တင်တဲ့စာအုပ်တွေကအင်္ဂလိပ်လိုပဲရေးရေးတခြားဂျပန်လိုပဲရေးရေးကိုရီးယားလိုပဲရေးရေးဒီထဲမှာစာအုပ်တွေပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်အဲ့လိုမျိုးပြောပြောကျွန်တော်တို့က setting ထဲမှာ output language မှာမြန်မာပြောင်းထားပြီဆိုရင်ကျွန်တော်တို့မြန်မာလိုတွားပြီးတော့ဆွေးနွေးလို့ရသွားပြီပေါ့နော် Okay ဒါကကျွန်တော်နမူနာအနေနဲ့မေးပြတာပေါ့နော် ဲ့တော့နောက်တစ်ခုအနေနဲ့လုတ်ပြမှာက mind map ပေါ့ mind map ဆိုတာကတော့ဒီစာအုပ်ထဲမှာဒီအကြောင်းအရာထဲမှာပါဝင်တဲ့ဒီအကြောင်းအရာအသေးစိတ်တွေကိုပေါ့နော် note လေးတဘောမျိုးထုတ်ထားပြီးတာပေါ့နော်အဲ့တော့ဒါလေးကအချိန်တော့နည်းနည်းယူရတယ်အချိန်တော့နည်းနည်းစောင့်ရတယ်အဲ့တော့ to mind map ကိုထုတ်နေတဲ့အချိန်မှာကျွန်တော်တခြားအားလည်းလုပ်ပြပေးမယ်။အဲ့တော့ဒီအပေါ်မှာရှိတဲ့ deep type conversation က DAI ထဲမှာပါတဲ့ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကအပြန်အလှန်ဆွေးနွေးပေးတာပေါ့နော်။ဒီထဲမှာပါတဲ့အကြောင်းအရာကိုဆွေးနွေးပေးတာ။အဲ့တော့ဟုတ်ပြီ အဲဆိုရင်ဒါကျွန်တော်တို့ကအ customize လုပ်လို့ရတယ် January လုပ်လို့ရတယ်ပေါ့နော်ဒီမှာ January လုပ်လိုက်ပြီးအောက်မှာ mind map ကို January လုပ်နေတယ်အချိန်တော့ခဏစောင့်ရတယ်ဒါ2မိနစ်3မိနစ်လောက်စောင့်ပြီးတဲ့အခါကျရင်ပြီးသွားတာပေါ့နော် ပြီးရင် study guide လုပ်လို့လည်းရတယ် briefing document တွေလုပ်လို့ရတယ် FAQ တွေလုပ်လို့ရတယ် timeline တွေလုပ်လို့ရတယ်စာအုပ်လေးတအုပ်တင်လိုက်တာနဲ့ဒီစာအုပ်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုမြန်မာလိုဆွေးနွေးလို့ရတဲ့အပြင်ကျွန်တော်တို့ mind map လည်းထုတ်လို့ရတယ် focus လည်း နားထောင်လို့ရတယ်ပြီးရင် study guide အနေနဲ့လည်းထုတ်လို့ရတယ် briefing document အနေနဲ့လုပ်လိုက်အဲ့တော့ပညာရပ်ပိုင်းဆိုင်ရာတစ်ခုခုကိုလေ့လာပြီးဆိုရင် DAI ကိုအတုံးပြုခြင်းအပြင်ကျွန်တော်တို့ဒီပညာရပ်ကိုပို့ပြီးတော့နှစ်နိုင်ချွတ်ချွတ်လေ့လာလို့ရတယ်24နာရီတုံးလို့ရတယ်ဒီနေရာမှာတစ်ခုတိတိထားရမှာကအခမဲ့အကောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး file က90လောက်အထိပဲတင်လို့ရတာပေါ့နော်ကျွန်တော်တို့ဒီဒီဒီထက်တစ်ခုခု တစ်ခုခုကိုတုံးမဲ့ဆိုရင်ဒါ90လောက်ထိပဲတင်လို့ရတယ်။ဥမာ YouTube link တစ်ခုဆိုရင်ဒါပါသွားပြီပေါ့နော်။တစ်ခုဒါမှမဟုတ်လဲ website link ဆိုရင်ဒါတစ်ခုပါသွားပြီပေါ့နော်။90လောက်ပေးလို့ရတယ်။အကယ်၍ပတ်စံကတစ်လောက်ဒေါ်လာ20လောက်ပေးမဲ့ဆိုရင်တော့ကျွန်တော်တို့ fine 300လောက်ထိတင်ပေးလို့တင်ထားလို့ရတယ်ပေါ့နော်။ဘာဖြစ်ကျွန်တော်တို့တာမန် user အနေနဲ့ဆိုရင်တော့အဲ့လောက်ထိမလို့ဘူး။ကျွန်တော်တို့ဒီ free account နဲ့တွေကိုတော်တော်လေးလုံလောက်တယ်ပေါ့နော်။အဲ့တော့ဒီမှာသူထုတ်ပေးလာတာမိုင်းမတ်ရပြီမိုင်းမတ်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တင်ထားတဲ့ဖိုင်ကမြန်မာလိုရေးထားတာဖြစ်တဲ့ကြောင့်မလို့မိုင်းမတ်ကလည်းမြန်မာလိုပဲเนาะ သူ့ရဲ့လလောဆယ်အားနည်းချက်တစ်ခုက mind map တစ်ခုမှာတော့တင်ထားတဲ့ source ပေါ်မှာမူတည်ပြီးတော့ပဲဒီ mind map ကို generate လုပ်ပေးတယ်။ output language မှာကျွန်တော်တို့ကမြန်မာလိုပြောင်းထားရဆိုပေမဲ့တင်တင်ပေးတဲ့စာတွေကအင်္ဂလိပ်လိုဖြစ်တယ်ဆိုရင် mind map မှာအင်္ဂလိပ်လိုပဲပြီးတာပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ mind map လုပ်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အုံနောက်မှာမှတ်မှတ်မိနိုင်စွမ်းနေပို့ပြီးတော့တိုးတက်တယ်ပေါ့နော်။အဲတော့ digital doctor နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီထဲမှာပြောထားတာရှိတယ်။အဲ့ဒါတွေကိုတို့က ဒေါက်တာဇင်မဲဆိုပြီးပေါ့နော်ဒေါက်တာဇင်မဲထွန်းမှာနော်အဲ့တော့โอเคတင်ငန်းစားတွေပါဝင်နေစာအုပ်ဖတ်ရမယ့်အကြောင်းရင်ပြီးရင်ဒါလေးတွေကိုပြောပြထားတာပေါ့နော်အဲ့တော့ဒီထဲမှာအကြောင်းအရာတွေကစာအုပ်ထဲမှာပါတဲ့အကြောင်းအရာအကြံဖင်းကိုသူပြောပြထားတာပေါ့နော်အကယ်၍အဲ့ဒါကိုကျွန်တော်တို့ကနှစ်နိုင်ချွတ်ချွတ်သိချင်တယ်ဆိုရင်ကျွန်တော် FAQ လုပ်လို့ရတယ် study guide လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာမြန်မာလို့တွားပြီးတော့မေးမြန်းဆွေးနွေးလို့ရတယ် ဒီထဲမှာပါတဲ့စာမျက်နှာက250လောက်ဆိုတော့တိတ်တော့မခက်ခဲဘူးဒါပေမဲ့စာမျက်နှာပေါင်းထောင်ချီပါတဲ့ document တွေ PDF file တွေဒါမှမဟုတ်လည်းကျွန်တော်တို့နားလည်ရခတ်တဲ့အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဆိုရင် အများကြီးအတုံးဝင်နေ။အဲဒီလိုမျိုးစာအုပ်တအုပ်လေးအတွက်တောင်မှအများကြီးအတုံးဝင်နေဆိုရင်ကျွန်တော်တို့ပညာရပိုင်းဆိုင်ရာစာအုပ်တွေတရဆိုရင် DAI ကတော်တော်လေးကိုအလုပ်ဖြစ်တယ်။အဲ့ဒါက notebook LM ဆိုတဲ့ဟာနော်။အဲ့တော့ကျွန်တော်တို့ Google မှာတွားချမယ်ဆိုရင် notebook lm .google.com ဆိုပြီးတော့တွားပြီးတော့ရှာလို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိတဲ့ AI တကူရမှာပေါ့နော်ဒီမှာ AI က generate လုပ်နေတယ်ခဏလေးစောင့်လိုက်မယ် Okay ကျွန်တော်ခဏစောင့်လိုက်တဲ့အချိန်မှာသူကဒီမြန်မာလို generate လုပ်ပေးလိုက်တယ်ပေါ့နော် free plan မှာတော့ကျွန်တော်ဒီတလောက်10မိနစ်လောက်အထိပဲသူက focus လုပ်ပေးနိုင်တယ်အကယ်၍ပတ်စံပေးထားမယ်ဆိုရင်တော့9ဝက်တနိုင်လောက်အထိရတာပေါ့နော်အဲ့တော့ဒီမှာနားထောင်ကြည့်လိုက်မယ်ဆိုရင်မင်္ဂလာပါ ဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အာဒေါက်တာဇင်မင်းထွန်းရေးထားတဲ့ Digital Doctor 1.0စာအုပ်ထဲကအချက်လက်တချို့ပါဆရာကစေကူတမှုအရေးကြောင့်ဆယ်နှစ်ကျော်ရှိတယ်ဆိုတော့လေဟုတ်ကဲ့ပါဒီစာအုပ်ကအိမ်မှာထွက်တတ်တဲ့တာမန်ကျမ်းမာရေးပြဿနာအသေးစားလေးတွေအတွက်အရန်အသုံးဝင်ပါတယ်ဟုတ်တယ်အဓိကကအဲ့ဒီလိုအသေးဖွဲဖျားနာတာတွေဖြင့်ကိုယ်ရင်ဘလို့စနစ်တကျကန့်တွယ်မလဲပေါ့နော်နောက်ပြီးဟိုဆေးဆံကလွယ်ဝလို့ရတဲ့ OTC ဆေးတွေလေး ช่ครับ อันนั้นแหละครับสำคัญเลย OTC ยาเนี่ยใช้ยังไงให้ปลอดภัยให้ได้ผลดีที่สุดโอเคဒီစောက်ထက်အချက်လက်လေးတွေနဲ့အဲ့ဒီကိစ္စကိုဒီနေ့အဓိကဆွေးနွေးကြည့်ကြတာပေါ့ကောင်းပါတယ်ဆိုတော့ဒီစောက်ကအဓိကတန်ဖိုးကလည်းတာမန်ဖျားတာနာတာကြိုက်တာလားနေစာလို့အရင်ကအရင်မပြီးဘူးတို့တော့အင်္ဂလိပ်လိုပြောတဲ့ကို့ဘာသာအခြေအနေနဲ့မဆာပြီးလို့မြန်မာလို့ ကျိုးစားလက္ခဏာတွေကအန္တရာယ်ရှိလို့ဘယ်ချိန်မှဆရာဝန်စီတွားသိမ့်ပြီလဲဆိုတော့ကိုသိဖို့လည်းညွန့်ပေးတာပါ Okay အဲ့တော့ကျွန်တော်ဒီမှာပြထားတာကဒီ sound အုပ်တင်လိုက်တာ ਨੇ ကျွန်တော်တို့စိတ်ကြိုက်မေးလို့ရတယ်အတန်နဲ့ပတ်သက်ပြီးတော့ podcast လုပ်လို့ရတယ် mind map တွေလုပ်လို့ရတယ် study guide တွေလုပ်လို့ရတယ်ကျွန်တော်ပညာရဲ့ပိုင်ဆိုင်ရာလေ့လာတာကအရင်လိုအရင်မခက်တော့ကျွန်တော် AI ဟိုတာကောင်းကောင်းလုံးချတတ်မယ်ဆိုရင်ပညာရဲ့တကူကိုလေ့လာရတာအချိန်တိုအတွင်းမှာနှစ်နိုင်ချွတ်ချွတ်လေ့လာလို့ရနေပြီ အရင်တော့အဲ့လိုမျိုးကျွန်တော်အင်္ဂလိပ် dictionary ဘေးနားမှာချပြီးတော့ပညာရေးပိုင်းဆိုင်ရာစာအုပ်တွေဖတ်မယ်ဆိုရင်တစ်ခုကိုမေးလိုက်တစ်ခုကိုလှန်လိုက်အဲ့လိုမျိုးမလုပ်ကြမလို့တော့အဲ့တော့ဒီထဲမှာပါတဲ့ဒီလိုမျိုး source ကိုအပ်လုပ်တဲ့ဟာတွေကလည်းကျွန်တော် ChatGPT တို့ Cloud တို့မှာတွားပြီးတော့တုံးလာတဲ့ပို့ပြီးတော့အများကြီးလက်ခံနိုင်တယ်ကျွန်တော်အများကြီးအတုံးဝင်နိုင်တယ်အဲ့တော့ Google ကနေ အခုလောက်ထားပြီးတဲ့ update လောက်သွားတဲ့ဒီ notebook alarm ကတော်တော်လေးကိုကျွန်တော်တို့အတွက်အတုံးဝင်နေအဲ့တော့ AI kit မှာ ကျွန်တော်ဒီ software ဒီ AI ကိုအတုံးပြုပြီးတော့လုပ်ရင်လုပ်မဟုတ်ရင်တော့သူများရင်နောက်မှာကြက်ခဲလိမ့်မယ် okay เนาะအဲ့တော့ကျွန်တော်ဒီ channel မှာလည်း AI နဲ့ပတ်သက်ပြီးတော့လက်တွေ့ဘဝမှာအတုံးဝင်တဲ့ကိစ္စတွေအကြောင်းအရာတွေကိုကျွန်တော်ဆွေးနွေးပြီးတော့တင်ပေးွားမှာဖြစ်တဲ့တချို့မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ထားပါ notification ကိုလည်း on ထားပေးပါဗီဒီယိုဒီကြည့်ပြတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ notebook nn ကိုဘလို့အတုံးပြုလို့ရမယ်ဆိုတာထပ်ပြီးတော့ပြောပြပေးပါမယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအဆက်ဆက်ရရဘေးကင်းကြပါစေ